မင်္ဂလာပါဒီနေ့ဆွေးနွေးမှုလေးကိုတော့စိတ်မကောင်းစရာတရင်တစ်ခုနဲ့စဖွင့်ရမှာပဲအောက်တိုဘာ29ရက်နေ့မနေ့ကပေါ့နော်စီကိုင်းတိုင်းကြောင်မြောင်းနဲ့မန္တလေးတိုင်းစွန်ကူးကိုဆက်သွယ်ထားတဲ့အေရာဝတီတတားယရနာသိန်းကတတားပေါ့အဲ့ဒါမိုင်းခွဲဖျက်စီးခံလိုက်ရတယ်ဆိုတဲ့တရင်မှာဟုတ်ကဲ့တော်တော်လေးအေးပါတဲ့တတားကြီးပါอืมလက်ထဲမှာရထားတဲ့အချက်လက်အရင်အမြစ်တီအရာတော့ဗျာဒီဖောက်ခွဲမှုကို DNLA နဲ့ MDY PDF ပူးပေါင်းအဖွဲ့တွေက လုဆောင်ခဲ့လို့ဖော်ပြထားတာတွေ့ရတယ်။ဟုတ်ပါတယ်။ဒီတတောက်ကအဲ့ဒီဒေသနှစ်ခုကြားတွားရည်လာအဲ့အတည့်ရောနောက်ကုန်စည်ရှိစမှုအတွက်ပါတကယ့်ကိုအဓိကကြတဲ့အသက်သွေးချောလို့ဖြစ်နေတဲ့တရားတစ်ခုပါ။အခုဖြစ်စည်းခံရတဲ့အပိုင်းကစွန်ကူးပဲချမ်းပေါ့နော်။ဟုတ်ကဲ့။အရင်အမြင့်တချို့မှာတော့အဲ့ဒီဘက်ကို TNLA PDF ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတယ်။ကျောင်းမြောင်းဘက်ကိုတော့တမတော်ကထိန်းချုပ်တယ်လို့ဆိုကြပါတယ်။ဒေတာခန်တူရဲ့အမြင်ကိုလည်းအရင်မြစ်တခုမှာဖတ်လိုက်ရတယ်။သူကတော့ဒါ တက်မတော်စစ်ကြောင်းတွေဟိုပဲကြောက်မြောက်ဘက်ကနေစင်ကူးနယ်နဲ့ကုမှုဝင်လာနိုင်အောင်ပေါ့လမ်းကြောင်းဖြစ်ချင်လို့ဖောက်ခွဲတာဖြစ်နိုင်တယ်ဆိုပြီးအဲ့လိုသုံးတက်ထားတယ်ဟုတ်ကဲ့အဲအဲ့ဒါကတော့ဟိုစီရေရှူထောင်းကဖြစ်နိုင်ကြီးတခုပေါ့လေစီရေရတံဖိုးရှိတယ်လို့ယူဆတာမျိုးဒါမှမဟုတ်တခြားယူရချက်တွေနဲ့ရှိနိုင်တာပေါ့ဒီတရအကြောင်းနည်းနည်းပြန်ကြည့်ရင်2010ဧပြီမှာစဆောက်တာနော်ဟုတ်တယ်2013ဇူလိုင်မှာဖွင့်ခဲ့တာပေ20180ဆိုတာတော်တော်ရှည်တယ်တန်ကူကွန်ကရစ်တရာကြီးပါ ခိုက်ခတ်တဲ့အမျိုးအစားပေါ့ဟုတ်ကဲ့ရင်သမရဦးသိန်းစင်ဝန်ကြီးချုပ်ဘုရားကစခဲ့တဲ့စီမံခန့်တခုပေါ့မှန်ပါတယ်ကဲဒီနေ့ကျွန်တော်တို့ကဒီတရားဖြစ်စီခံရတဲ့ကိစ္စရဲ့အကျိုးဆက်တွေကိုပေါ့ရှုထောင့်ဆောင်ကနေနည်း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 ဆန်းစစ်ကြည့်ကြဖို့ပါပဲလက်ထဲကအချက်လက်တွေကလည်းစီးပွားရေးလူမှုရေးဘာသာရေးနောက်နိုင်ငံတော်ဥပဒေနိုင်ငံတကာဥပဒေအဲ့ဒီရှုထောင့်တွေကနေဒီကိစ္စကိုဘယ်လိုမြင်ကြသလဲဆိုတာကိုပြနေတယ်ဟုတ်ကဲ့ အဲ့ဒီအမြင်တွေကိုစုစည်းပြီးတော့ကြဲကြဲဖြန့်ဖြန့်လှည့်လာကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုပထမဆုံးအားလုံးနဲ့တိုက်လိုက်တက်ဆိုင်မဲ့စီးပွားရေးနဲ့အခြေခံအဆောင်အုံရှုထောင်းကစလိုက်ကြအောင်ဟုတ်ကဲ့တရားစင်ရဲ့တန်ဖိုးဆိုတာကလေငွေချင်းနဲ့တိုင်းတာတာထပ်ပို့ပါတယ်အများကြီးပို့ပါတယ်အရင်မြစ်တင်မှာဆိုဒါကနိုင်ငံရဲ့စီးပွားရေးတွေးကြောပြည်သူ့ဘွားရဲ့အခြေခံလိုအပ်ချက်ဆိုပြီးတင်စားချတာလေးရှိတယ်ဟုတ်တော့ဘောတီရတနာသင်္ကတရာကြီးကစစ်ကိုင်းနဲ့မန္တလေးကြားအထူးသဖြင့် ကြောက်မြောင်းစွန့်ကူဒေတာနှစ်ခုအတကုံစီစီးဆင်းမှုမှာအဓိကလမ်းကြောင်းပဲလေအခုလိုပြတ်သွားတော့ချက်ချင်းမြင်ထားတဲ့အကျိုးဆက်ကကုံတွယ်မှုရဆိုင်သွားတာပဲမှန်ပါတယ်ဆက်ဆိုင်သွားမှာ ဒါကတမန်ကုံစီတင်မဟုတ်ပဲအခြေခံစားတောက်ကုံတွေစီးဝါတွေထိအကုန်ပါနိုင်တာပေါ့ဟုတ်ကဲ့ဒါအပြင်တယူပူဆောင်ရေးလမ်းကြောင်းတွေလည်းပြောင်းရတော့မယ်ဖုံရင်နဲ့ကူမလားဒါမှမဟုတ်တခြားပုံဝေးတွေလမ်းတွေကိုသုံးရမလားအခြေပူကုံမဲစေးရီဂရီတက်မယ်ဟုတ်ကဲ့အဲ့ဒီစေးရီဂရီကနောက်ဆုံးတော့ကုံဆွေးနှုံးတွေပေါ်ရောင်းလာပြီးတော့အခြေခံပြည်စုံလူဒုပေအဓိကခံရမှာပေါ့နော်อืมအဲ့ဒါတန်ရိုက်စီဝိုင်းထိခိုင်မှုပဲတေချာတာပေါ့ဒီနေရာမှာအရင်မြက်တွေကထောက်ပြတဲ့နောက်တစ်ချက်ရှိသေးတယ်ဒါက ရိုးဝတ်ထုပျက်စီးတာတတ်တယ်မဟုတ်ဘူးနိုင်ငံတော်ရဲ့တကယ့်အဖို့တန်ပိုင်ဆိုင်မှုကိုဖျက်စီးတာဖြစ်တယ်ဆိုတာပဲဟုတ်ပါတယ်ဒီလိုတရားကြီးတွေလမ်းမကြီးတွေစောက်ဖို့ဆိုတာနိုင်ငံတော်ဖန်တာတွေပြည်သူတွေလို့အားတွေနဲ့ညပောင်းများစွာအချိန်ယူတိဆောက်ရတာလေဟုတ်တယ်ဒါတွေကတခဏတာတုံးဖို့မဟုတ်ဘူးမျိုးဆက်တွေအများကြီးအကျိုးခံစားနိုင်ဖို့ရည်ရွယ်ထားတဲ့အမျိုးသားအမွေနဲ့တူလို့ဖြစ်နေပြီဟန်တာနောက်ပြန်ဆွဲရလို့ဖြစ်သွားတယ်လို့အယဉ်မြစ်တွေကရှုမြင်ကြတယ် ဒါဟာပြည်သူအကျိုးကိုစန့်ကျင်တဲ့လုပ်ရပဲဆိုပြီးပြင်းပြင်းထန်ထန်ကောက်ချက်ဆွဲထားတာတွေ့ရတယ်။ဟုတ်ကဲ့။စီးပွားရေးတည်အောင်မှုတွေကတတော်လေးပြင်းထန်ပုံရတယ်။အဲ့ဒီနေ့လူမွေးရှုထောင့်ကိုဆက်ကြည့်အောင်တတိုင်းဆိုတာအကုန်စီတွေတဲဟုတ်ချိပဲမဟုတ်ဘူးလေနော်။ဟုတ်ကဲ့။လူမှုအတိုင်းဝိုင်းတွေကိုချစ်ဆက်ဖဲထားတာ။အင်းမြစ်တဝကစီကလူတွေရဲ့ဘဝတွေကဒီစရာပေါ်မှာအပြန်လမိခိုးနေကြတာတကယ်ပဲကြောင်မြောင်းနဲ့စင်ကူးတဲထာနေရဲ့နိစဉ်ဘဝကိုပဲစဉ်းစားကြည့်လေ ကြောင်တက်ဖို့ဆွေးယုံဆေးခန်းသွားဖို့ဆွေးဝယ်ဖို့ဆွေမျိုးတွေစီအလဲသွားဖို့အလူမင်္ဂလာကိစ္စတွေဟုတ်ကဲ့အစုံဝဲပေါ့နော်ဟုတ်ကဲ့ဒီကိစ္စအားလုံးအထက်ဒီတတားကအထက်အားထရာထစ်ခဲ့တာအခုလို့ဒါကြီးမရှိတော့ဘူးဆိုရင်အရေးပေါ်ကြမှာရေးကိစ္စတွေဂျုံလာရင်အချိန်မီဆေးယုံရောက်ဖို့ခတ်သွားပြီဟုတ်တာပေါ့လူနာတယောက်အတက်ကစက္ကန့်ပိုင်းမိနစ်ပိုင်းအရေးကြီးနေချိန်မှာဒီလိုအတားအဆီးကတော်တော်အနေများတာမှန်တယ်မိသားစုဝင်တွေအဆက်အသွယ်ပြတ်တာတော့ စီးပွားရေးလုပ်ငန်းလေးတွေရပ်သွားတာတို့အဲ့လိုလူမှုရေးဒုက္ခတွေအများကြီးဖြစ်လာနိုင်တယ်လို့အရင်မြစ်တွေကသတိပေးထားတယ်။ဒါလူမှုဘဝလုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်တာပဲ။ဟုတ်ကဲ့။ပြီးတော့အရင်မြစ်တွေကတမိုင်းတံဖိုဖတ်စည်းမှုဆိုတဲ့အချက်ကိုလည်းအလေးထားပြောကြတယ်။ဒီရဲနာတင်ကတရာတင်မဟုတ်ပဲဟိုမကြခင်ကဖိခဲတဲ့ကုရိတ်တရာမိုင်းခွဲခံရမှုနဲ့ပါဆက်ဆက်ပြီးဖော်ပြရတာရှိတယ်။အော်ဟုတ်ကဲ့။2025ဩဂုတ်လတုန်းကနော်ကုထိတ်တရာကြောင်မဲပတ်ချံပေ30ကျော်ပြည့်စည်သွားတာ။ဟုတ်ကဲ့။ အဲ့ဒီဖြစ်စင်ပေါ့ပြီးတော့အလားတူပဲ TNLA နဲ့ပူပေါင်းတပ်ဖွဲ့တွေကြောင်မဲတီဘောကနေဆုတ်ခွာသွားတော့ကအစိုးရယုံတယ်လူနေအိမ်တချို့မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့အချက်လက်တွေကိုလည်းအရင်မြစ်တခုမှတင်ပြထားတာတွေ့ရတယ်အဲ့ဒါစိတ်ဝင်စားစရာပဲဆိုတော့ဒီလိုလောက်ရက်တွေကစည်ရစ်ပစ်မှတ်တဲ့မဟုတ်တော့ဘဲနဲ့နိုင်ငံရဲ့အထင်ကရအဆောက်အုံတွေပြည်သူပိုင် ပစ္စည်းတွေကိုပါပစ်မှတ်ထားလာတဲ့သမော်လားဒါကဘလူးမိုတရင်စကားပြချင်တာလေ အရင်မြစ်တည်ရဲ့ကွဲချမ်းစိတ်ဖျားမှုရတော့ဒါကရုပ်ဝတ္ထုဖြစ်စည်းတာဟာပိုတဲ့အတွေ့ပဲရှိနိုင်တယ်လို့ယူဆကြတယ်။နိုင်ငံရဲ့တမိုင်းယဉ်ကျေးမှုအမတ်တင်ကေတော့တွေကိုဖြစ်စည်းခြင်းအပြင်နိုင်ငံတော်ရဲ့တည်ရှိမှုကိုပါမေးခွန်းထုတ်စင်ခေါ်တဲ့သဘောမျိုးတက်ရောက်လိုက်နေဆွဲတုံးတက်မှုတွေရှိပါတယ်။ဒီလိုဆုံးရှုံးမှုတွေဟာငွေနဲ့ပြန်စထုတ်လို့မရဘူးလေ။နိုင်ငံနဲ့ပြည်သူအတွက်တော်တော်နက်ဆိုင်တဲ့စိတ်ဒဏ်ရာတွေဖြစ်စေနိုင်တယ်။မှန်ပါတယ်။လူမှုရေးတမိုင်းရှုထောင့်တွေကလည်းဘာသာရေးရှုထောင့်ဘက်ကိုဆက်ကြည့်အောင် ဘုရားဘာသာရှုထောင့်ကတော့ဒီလုံရက်ကိုဘယ်လိုမြင်ပါသလဲအရင်မြတ်တစ်ခုမှာတော့ဒါကိုဘုရားဘာသာရဲ့အခြေခံကျင့်ဝတ်တစ်ခုဖြစ်တဲ့ဣဒိနာဒါနကံနဲ့ဆက်ဆက်ဖို့ပြထားတယ်ဣဒိနာဒါနကံသူများမပေးတဲ့ပစ္စည်းကိုယူတာပေါ့နော်ဟုတ်ကဲ့ခိုးယူတာလူယူတာကိုဆိုလိုတာဒါပေမဲ့ဒီနေရာမှာကြတော့အများပြည်ပပိုင်းနိုင်ငံတော်ပိုင်းအဖိုးတန်ပစ္စည်းကို တမင်ဖြည့်စည်းတာဟာအဲ့ဒီဣဒိနာဒါနကံရဲ့ အလွန်ဆူရွားတဲ့အစွမ်းရောက်ပုံစံတစ်မျိုးဖြစ်တယ်လို့ဆိုထားတယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့ဒီပစ္စည်းကလူတို့တယောက်တည်းပိုင်တာမဟုတ်ဘူးလေ။လူအများစုရဲ့အကျိုးစီးပွားနဲ့တရိုက်ဆက်ဆက်နေလို့ပဲ။ဆိုလိုတာကခိုးရထတောင်ပိုဆိုးရအကုဒုကမြောက်နိုင်တယ်ဆိုတော့တို့လား။လူအများရဲ့အချိုးကိုထိခိုက်လို့ဟုတ်ပါရဲ့လူပေါင်းမြောင်မြောင်ဝါရဲ့တွားရေးလာရေးစီးပွားရေးလူမှုရိုးလိုအချက်တီကိုဖြစ်စည်းပေးနေတဲ့အရာတစ်ခုကိုဖြစ်စည်းလိုက်တာဟာလူအများကြီးကိုတိုက်ရိုက်ဒုက္ခပေးရာရောက်တယ် ဒါကြောင့်ဒါဟာကြီးမားတဲ့အကုတ္တကံဖြစ်တယ်လို့အရင်မြေကတွန်းပတ်ထားတယ်။နောက်ပြီးဒီလိုအကျမ်းဖွင့်လို့ရတဲ့အရင်ကံကလည်းဒေါတာမောဟလောဘဆိုတဲ့အကုတ္တတရားတွေဖြစ်နေတာကိုဟုတ်ကဲ့ဒီလိုလောရတဲ့ကမီးတဲ့စီလောင်းတလို့ပဲပฏิပက္ခကို ပိုပြီးကြီးထွားစေတယ်။ငင်းကျဲရေးကို ပြစ်ပြားစေတယ်လို့လည်းဖော်ပြထားတယ်။ကောင်းပါပြီ။ပါဖာယေရှုထောင်းကတုံးတစ်ချက်တည်းရလဲမတားเสียပဲ။အခုဥပဒေဘက်ကိုတစ်ချက်ကြည့်အောင် နိုင်ငံတော်ရဲ့တည်ဆပ်ဥပဒေတွေအရဆိုရော်ဒီလောက်ရကဘလို့အနေထားရှိပါတယ်လဲတိုင်းတော်ရှင်းပါတယ်အရင်မြစ်ဒီမှာဖော်ပြထားချက်အရဒါဟာကြီးလေးတဲ့ရာဇဝတ်မှုပဲနိုင်ငံတော်ပိုင် PC ဖြတ်စည်းမှု အများပြည်သူအကျိုးစီးခွားထိခိုက်စေမှုစတဲ့ရာဇသက်ရေးပုံမှန်တွေနဲ့ငှိစိုးနိုင်တယ်လို့ပိုအရေးကြီးတာအကျဉ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေတွေနဲ့လည်းအရေးယူနိုင်တဲ့လို့ရဖြစ်တယ်လို့ဥပဒေပညာရှင်တို့ရဲ့အမြင်ကိုကိုးကားပြီးဖော်ပြထားကြတယ် အကျန်းဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ပါသက်ဆိုင်တယ်ဆိုတာကဘလို့အချက်တွေကြောင့်ပါလဲဟိုဘာလို့လဲဆိုတော့ဒီလောက်ရရည်ရွယ်ချက်ဟာစီရဲ့အရာအထာစီရဖို့တခုတည်းမဟုတ်နိုင်ဘူးလို့ယူဆလို့ပါဖီတူလူလူကိုကြောက်ရွံ့ထိတ်လန့်အောင်လုပ်တာနိုင်ငံရဲ့တည်ငြိမ်မှုကိုပြက်ပြားအောင်လုပ်တာအများပြည်သူတွန်းဝင်ဆောင်မှုတွေကိုရပ်တန့်အောင်လုပ်တာဒီလိုရည်ရွယ်ချက်တွေပါဝင်နိုင်တယ်လို့အရင်မြက်တွေကသုံးသပ်ကြရဲ့ဒီလိုလုံရက်တွေကအကျန်းဖတ်မှုရဲ့အသေးပေဖွင့်ဆိုချက်ထဲမှာအကျုံးဝင်နေတယ်လို့ဆိုပါတယ် ဒါကြောင့်ဒါကိုနိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးကိုတိုင်းရိုက်ထိပါစင်ခေါ်တဲ့လူရအဖြစ်သတ်မှတ်ပြီးတော့ဥပဒေနဲ့အညီတိတိယောက်ယောက်အေးအေးယူမယ်လို့အစိုးရနဲ့တမတော်ဘက်ကထုတ်ပြန်ထားကြောင်းလည်းသတင်းရင်းမြစ်တွေမှာဖော်ပြကြပါတယ်။ပြည်တွင်ဥပဒေရကြီးလေးတဲ့ပြည်မှုဖြစ်တယ်ဆိုတာရှင်းပါတယ်။ဒါဆိုနိုင်ငံတကာဥပဒေနဲ့လူသားချင်းစာနာမှုရှုထောင်ကတော့ဘယ်လိုအမြင်တွေရှိနိုင်မလဲ။ဒါလည်းအရေးကြီးရဲ့ရှုထောင်ပဲနော်။အလုံးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ လင်းနကိုင်ပฏิပခ္ခဒီမှာလိုက်နာအောင်စီမင်းစကိုင်းနေရှိတယ်လေအဲ့ဒါလေးကိုနိုင်ငံတကာဥပဒေလေအထူးသဖြင့်နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ ISHL မှာပြဋ္ဌာန်းထားတာပါအရင်အမြင့်တွေကဒီတရားဖြစ်စည်းမှုကို ISHL ချူဖောက်မှုအဖြစ်သုံးသပ်ကြတာတွေ့ရတယ် ISHL မှာဒီလိုအခြေခံအစောအောင်ဒီနဲ့ပတ်သက်ပြီးဘလို့ပြောထားကြလဲ ISHL ရဲ့အခြေခံမူတွေထဲမှာခွဲခြားသိမြင်မှုနေရာမှာ distinction ဆိုရယ်အချုံးညီမြမှုနေရာမှာ proportionality ဆိုရာရဲ့ရှိတယ်။ဟုတ်ကဲ့။ခွဲခြားသိမြင်မှုဆိုတာကစည်ရဲ့ပြင်မှတ်နဲ့ရက်ပက်ပြင်မှတ်တွေကိုရှင်းရှင်းလင်းလင်းခွဲခြားရမယ်။အရသားရဲ့ရက်ပက်အဆောက်အုံတွေကိုတိုက်ခိုက်ကာကနေအတက်နိုင်လုံ အကာအကွယ်ပေးရမယ်ဆိုတာပါ။ Geneva Conventions နဲ့နောက်ဆက်သွဲသဘောတူညီချက်တွေမှာဒါကိုရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားပါ။ဒါမဲ့တဒါလိုအရာမျိုးကစစ်ဘက်ရောရက်ဘက်ရောတုံးနိုင်တယ်။ နှမျိုးတော့ dual use အဆောက်အုံမျိုးစားမဟုတ်ဘူးလားအဲ့ဒီအခါကျရင်ရော IHL ကဘလို့သတ်မှတ်ပါလဲမမဒါကနင်းနဲ့ရှုပ်ထွေးနိုင်တဲ့အချက်ပါတံတားတစ်ခုကစစ်သားတွေစီရင်တန်းတွေလည်းဖြစ်နိုင်တယ်လို့အရက်သားတွေကုန်တင်ရင်တွေလည်းဖြစ်နိုင်တာပဲဒါမဲ့ IHL အရာနှမျိုးတော့အဆောက်အုံတစ်ခုကိုစစ်ရေးပြမအဖြစ်သတ်မှတ်ဖို့တင်းကျပ်တဲ့စည်းကမ်းတွေရှိပါတယ်အေးအဆောက်အုံဟာလက်ရှိအချိန်မှာပေါ့ထိရောက်တဲ့စစ်ရေးအထောက်အကူပြုနေရမယ် သူ့ကိုဖြစ်စည်းလိုက်ရင်တိကျသေးကြရဲစီရအကျိုးမြင့်ရရမယ်ဟုတ်ကဲ့ပြီးတော့အရေးကြီးဆုံးကအချိုးညီမြမှုနေရာမနဲ့ kait နေရမယ်ဟာဒီအချိုးညီမြမှုနေရာမ proportionality ကိုနည်းနည်းလေးပူရှင်းပြပြပါလားရပါတယ်အချိုးညီမြမှုနေရာမဆိုတာကတော့ဗျာလုံးလိုက်တဲ့စီရ ml တိုက်ခိုက်မှုကနေရမယ်စီရအကျိုးမြင့်နဲ့အဲ့ဒီ ml ကြောင့်ရက်သားတွေပေါ်ကြာရုံမဲ့ထိခိုက်နေတာမျိုး အသက်ဆုံးရှုံးမှုတန်ရာရမှုပစ္စည်းပျက်စီးမှုကိုချိန်ဆရပါဟုတ်ကဲ့ရမယ့်စည်ရဲ့အကျိုးမြတ်ကအယက်သားထိခိုက်နေတာမှုအထအစမတန်ပိုးများနေအဲ့တိုက်ခိုက်မှုကိုခွင့်မပြုဘူးအော်ဟုတ်ကဲ့အခုဒီယတနာသင်္ကာတတာကိစ္စမှာဆိုရင်ပေါ့အယက်မြတ်တရဲ့သုံးသက်ချက်ကတက်မတော်စစ်ကြောင်းဖြတ်မလောင် တားဆီးနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့စည်ရဲ့အချိုးမြတ်ကယာယီသဘောလောက်ပဲရှိနိုင်တယ် ဟုတ်ကဲ့ဒါမဲ့တရားကြီးပစ္စည်းသွားလို့ဒေတာကန်တိမ့်သုံးချီတဲ့ပြီးသူတွေရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအပေါ်ကြားရောက်မဲ့ဆိုးကျိုးက အလွန်ကြီးမားပြီးရေရှည်ဆက်ဖြစ်နေနိုင်တယ်ဟုတ်ပါဒါကြောင့်ဒီလိုရက်ဟာအချိုးညီများမှုနေရာမှာကိုပြင်းပြထန်ထန်ချိုးဖောင်းရရောက်ပြီးတော့စီရဇဝတ်မှု war crime အဖြစ်သတ်မှတ်ခံရနိုင်ခြင်းရှိတယ်လို့အရေးမြစ်ကြီးကအလေးအနက်သုံးသပ်ထားကြပါတယ်စီရဇဝတ်မှုအဖြစ်သတ်မှတ်ခံရနိုင်တယ်ဆိုတဲ့အဒီပြင်းထန်တဲ့သုံးသပ်ချက်တွေရှိနေတာကို ဒါပြင်နိုင်ငံတကာရှုထောင့်ကန်နေတခြားဘလို့မြင်နေရှိသေးလဲဒီလို့ရက်ကိုလေအကြမ်းဖက်လို့ရက် acts of terrorism အဖြစ်ရှုမြင်နေတယ်ဆိုတဲ့အချက်လေးရှိပါတယ်စောစောကပြည်တွင်းဥပဒေမှာပြောခဲ့သလိုပဲပေါ့ဟုတ်ကဲ့ဖြစ်စည်းပြီးလူမှုကို ထိတ်လန့်စေလာနိုင်ငံရဲ့တည်ငြိမ်မှုကိုပြက်ပြားစေတာတွေကိုအကြမ်းဖက်ဝါဒရဲ့လက္ခဏာအဖြစ်သတ်မှတ်လေးရှိပဲလေဟွန်း ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကဒီလိုလုပ်ရမျိုးကိုပြင်းပြင်းထန်ထန်စန့်ကျင်ချုပ်ချော်လေရှိတော့နိုင်ငံရဲ့အထူးကြံဖြစ်သွားစေနိုင်တာမျိုးပေါ့နောက်ပြီးတော့လူသားချင်းစာနာမှုကိုဂူကြီးပေးရေးကိုအဟန့်တာဖြစ်စေတဲ့ဆိုတဲ့အချက်ကတော့ဒါလည်းအရေးကြီးတဲ့အချက်ပါပရိပခဒေတာတွေမှာတောက်ခတ်ရောက်နေတဲ့ပြည်သူတွေစီကိုနိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းအဖွဲ့အစည်းတွေကအကူအညီတွေပေးဖို့ကြိုးစားတဲ့အခါလက်မဆက်သွယ်ရေးကအဓိကပဲဟုတ်တာပေါ့လက်မဆက်သွယ်ရေးကအရေးကြီးဆုံးပဲဟုတ်ကဲ့ ဒီလိုအဓိကကျတဲ့တရားမျိုးကိုဖျက်ဆီးလိုက်တာဟာအကူအညီလိုအပ်နေတဲ့ပြည်သူတွေစီအကူအညီရောက်ရှိရဲ့လမ်းကြောင်းကိုတမဲတကားဖျက်တော့လိုက်တာပဲဖြစ်သွားတယ်။ဒါဟာလူသားချင်းစာနာမှုအခြေခံမှုတွေကိုမက်ကွေပြုရာရောက်တယ်လို့အရင်အမျက်တွေကထောက်ပြကြတယ်။ဟုတ်ပြီ။ရှုထောင့်စုံကတည့်ရောက်မှုတွေတုံးသက်ချက်တွေကိုတော်တော်လေးပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ရပြီပေါ့နော်။အရင်အမျက်တွေထဲနာရောဒီလိုရဲ့ရဲ့အကျိုးနဲ့အပြစ်ကိုခြုံငုံတုံးသက်ထားတာမျိုး ရှိပါသလား။ရှိပါတယ်။အရင်ညစ်တစ်ခုက ီကိစ္စကိုအကျိုးအပြစ်ချင်းခွင်လျာနဲ့တုံးသက်ပြထားတယ်။အကျိုးအနေနဲ့ကတော့ဒီလောက်ရက်ကို ကျူးလွန်တဲ့အဖွဲ့ရီအတွက်တက်မရော်ရဲ့စီရေလှုပ်ရှားမှုကိုယာယီအားဖြင့်နောက်နေစေတာလမ်းကြောင်းပြောင်းခိုင်းစေလာမျိုးဖြစ်နိုင်တယ်။อืมယာယီလောက်ပဲပေါ့ဟုတ်တယ်။ဒါပေမဲ့ဒီအကျိုးကအတိုက်အတာဘလောက်ရှိမလဲဘလောက်ခိုင်မာလဲဆိုတာမသိချဘူး။အပြစ်အနေနဲ့ကတော့ရှင်းရှင်းလင်းလင်းမြင်တာနေတာပေါ့ နိုင်ငံတော်နဲ့ပြည်သူတရက်လုံးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပဲဟုတ်ကဲ့စီဝါရေးထိခိုက်မှု လူမှုဒုက္ခတွေနိုင်ငံရဲ့အဖို့တန်ပိုက်ဆိုင်မှုဆုံးရှုံးမှု ဥပဒေချိုးဖောက်မှု နိုင်ငံတကာရဲ့ရှုတ်ချမှုနောက်ပြီးဒီလိုရက်ကြောင့် ပြည်သူလူထုရဲ့ထောက်ခံမှုချစိမ့်သွားနိုင်ရေးစာရတွေပေါ့ဆိုတော့အရေးမြင့်တွေရဲ့အဆုံးအတက်ကောက်ချက်ကဘယ်လိုရှိမလဲဗျကောက်ချက်ကတော့တော်တော်လေးပြတ်သားပါတယ်ဒီလိုအများပြည်သူသုံးအခြေခံအဆောက်အုံကိုဖြစ်စည်းရေးလုပ်ရဟာဘလို့နိုင်ငံရေးအကြောင်းပြချက်နဲ့မှမြတ်တာတယ်လို့ပြောလို့မရဘူးပေါ့ဒါနိုင်ငံနဲ့ပြည်သူရဲ့အကျိုးစီးပွားကိုပြောင်းပြောင်းတင်းတင်းဆန့်ကျင်နေလုံးဝရှုံရသင့်တဲ့အဖြစ်လို့ရဲ့အကျဉ်းဖက်လို့ရဲ့ဖြစ်တယ်လို့အငြင်းမြစ်အနာစုကတဏီတညွတ်တီနီးပါးကောက်ချက်ချထားကြတယ် ပြည်သူလူထုရဲ့အသက်သွေးကြောကိုဖျက်တော့တဲ့လုပ်ရက်ဟာဘရောမအောင်ရတဲ့နိုင်ငံရေးနီလန်းမဖြစ်နိုင်ဘူးဆိုတဲ့သဘောပဲဟုတ်ကဲ့အဲ့လိုဆိုလိုတာပါပဲဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အေယာဝတီတရားယရနာသင်္ကာဖြစ်စင်းခံရမှုနဲ့ပတ်သက်ပြီးတော့လက်ထဲမှာရှိတဲ့အချက်အလက်အရေးမြေဒီကိုအခြေခံပြီးရှုထောင့်ဆောင်ကနေနက်နက်နက်ဆန်းစစ်ခဲ့ကြတာပေါ့အနစ်ချုပ်ရရင်တော့ဒီဖြစ်စဉ်ဟာစီးပွားရေးရကွန်တွမ်းမှုတယူပို့ဆောင်ရေးကိုအကြီးကျယ်ထိခိုက်စေတဲ့ပြည်သူတွေရဲ့စာဝန်တွေကိုဒုက္ခပေးလေဟုတ်ကဲ့ယူမူရေးရဆိုရင်လည်း ဒေတာခန္ဒီရဲ့ဆက်တွေ့သွားလာမှုကိုဖြတ်တောက်ပြီးလူမှုဘဝလွန်ကျွန်ရေးကို ချိမ့်ချောက်တယ်။ဥပဒေရှုထောင့်ကကြည့်ရင်လေနိုင်ငံတော်ဥပဒေအရာရောနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရာပါ ကြီးလေးတဲ့ဖြစ်မှုစစ်ရာဇဝဲမှုမြောက်နိုင်တဲ့အကြမ်းဖက်လုပ်ရအဖြစ်သတ်မှတ်ခံရနိုင်တယ်။မှန်ပါတယ်။အရင်မြစ်တရဲ့အမိကိုချုံလိုက်ရင်တော့ဒါဟာနိုင်ငံရဲ့ပြည်သူ့အပေါ်မှာဆိုးကျိုးတက်ရောက်မှုအလွန်ကြီးမားတဲ့လုပ်ရတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒီဆွေးနွေးမှုရဲ့အဆုံးမှာစဉ်းစားစရာအချက်လေးတခုချန်ထားခဲ့ခြင်းပါတယ်။အရင်ညချို့ရည်နီကုန်းချို့မှာတုံးတထားတယ်လို့ပေါ့နော်။အေရာဝတီတန်တားယတနာတင်ကားရဲ့ပျက်စီးထွားတဲ့အပိုင်းစားတွေဟာအချမ်းဖဝါရရဲ့အကြီးတန်းရုပ်ဆိုးမှုနဲ့အဖြစ်ဆွမ်းအားကိုမိမောင်းထိုးပြနေတဲ့သမိုင်းဝင်သင်ခန်းစာတခုဖြစ်လာတယ်လို့ဆိုထားတယ်။ဟုတ်ကဲ့။ဒီနေရာမှာဆက်ဆက်ပြီးစဉ်းစားကြည့်ဖို့ကတဒားလိုမျိုးရုပ်ပိုင်းဆိုင်ရာအဆက်အသွယ်တခုပျက်စီးသွားခြင်းကလေဒီပရိပက္ခဖိပွားနေတဲ့လူအဖွဲ့အစည်းအတွင်းမှာ နဂိုကားတွေကရှိနေနိုင်တဲ့လူမှုရေးအကြောင်းတွေတိုင်ရင်သားလူမျိုးစုတွေကြားကတန်တရာတွေမတူညီတဲ့အုပ်စုတွေကြားကယုံကြည်မှုဖြစ်ပြားမှုတွေအဲ့ဒါတွေကိုပြန်ပြီးကူဆဖို့စီးလုံးညီညွတ်မှုကိုဖြန်တီးဆော့ဖို့ဆိုတဲ့ဂျိုးပဲမှုတွေကိုဘလောက်ထိပိုပြီးခက်ခဲပါစေနိုင်တယ်လဲဆိုတာပါ။အင်းစိတ်ဝင်စားစရာအချက်ပဲ။တနည်းအားဖြင့်ပြောရရင်ဒီလိုမြင်တာတဲ့ရုပ်ပိုင်းဆိုင်ရာအဆက်အသွယ်တွေပြတ်တော့သွားခြင်းကတိုင်းပြည်အတွင်းမှာတကယ်ရှိနေတဲ့ မမြင်နိုင်တဲ့လူမှုရေးနိုင်ငံရေးအကြောင်းတွေကိုပြန်ဆက်ဖို့ဘလောက်ခက်ခဲတယ်ဘလောက်အရေးတကြီးလှုပ်ဆောင်ဖို့လိုအပ်နေပြီလဲဆိုတာကိုပိုပြီးထင်ရှားစေသလားအဲ့ဒီမေးခွန်းတစ်ခုကိုကျွန်တော်တို့ကိုကိုကိုပြန်မေးကြည့်ဖို့လိုအပ်နေမလားဆိုတာလေးပါအင်မတန်လင်းနေပြီးထဲတွင်းစဉ်းစားရမယ့်အချက်ပါပဲရုပ်ပိုင်းဆိုင်ရာတရားကိုပြန်ဆောက်ဖို့ထပ်လူတွေကြားကယုံကြည်မှုတရားကိုပြန်တည်ဆောက်ဖို့ကပိုပြီးခက်ခဲနိုင်တယ်ဆိုတဲ့သဘောမျိုးတည်ရောက်နေတာပေါ့ ဒီနေ့ဒီအကြောင်းအရာကိုနည်း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 ဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်မှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်။